သွေးလုံးတော့ကိုသွေးဖောက်စစ်တာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဆေးရုံရောက်တော့၈နာရီကြာကြာလောက်ရှိပြီပေါ့မနဲ့နော်ဆရာဝင်အကြီးတွေမရောင်းခင်အထီကိုဘယ်သူမှသွေးပေါင်လာမတိုင်းဘူးတညာလုံးအဖျားလဲလာမတိုင်းဘူးစိတ်တော့မကောင်းဘူးပေါ့ဗျာနော်ဒါမှမဟုတ်အော်အလုပ်တွေများတယ်ပေါ့ဗျာနော်အေးအလုပ်တွေများလို့နေမှာပါ ကလေးလည်းကောင်းတာပဲနော်ကိုလည်းဘေးနားမှာရှိနေတဲ့အခါကျတော့အေးပေါ့လေသူတို့အလုပ်တွေများနေလို့ပေါ့အဲဘာလုပ်ပေးထားလဲဆိုတော့ပလင်းတလုံးကိုနှိမ့်နှိမ့်နဲ့ဖြည်းဖြည်းနဲ့ဗျာကျွန်တော် drizzle လို့ခေါ်တာပေါ့ဒါတွေကရပါတယ်ဒါတွေမမမီလေအဲပလင်းတလုံးချိတ်ပေးထားတယ်ကက်နေနေနဲ့တညာလုံးတောင်းလာမကြည့်ဘူးဗျာသူရောလည်းမတားဘူးအပြားလည်းမတားဘူးဘာမှလည်းလာပြီးတော့ဟိုမဖြစ်ဘူးဆေးတွေကကျွန်တော်ဘာကျွန်တော်ပါလာတာပါရာစီတမောအေးတို့ဘာလို့သိလားအဲကျွန်တော်ဘာကျွန်တော်ကိုယ့်ဘာကိုယ်ပဲကုနေတာပေါ့ဗျာဆေးဟိုမှာကိုယ့်ဘာကိုကုနေရတဲ့သဘောပေါ့ ပြီးလဲပြီးရောဘလို့ဖြစ်လဲဆိုမနှက်ကြတော့ကျွန်တော်ညီလာပြီးတော့သူလက်ထောက်တာပဲဆရာဝင်ပဲအဲလာပြီးတော့မေးပြီးမဟုတ်သေးဘူးနော်တဲ့ဟိအောင်တဲ့သူ့လူတော်ကွေးအဖြေထွက်လာတော့ပဲသူစစ်လာသူ့လူတော်ကွေးအဖြေစစ်တော့လဲမပြဘူးသူကသူ့နှက်ချက်လေးထုတ်ပြီးတော့အဖြေမပေါ်ဘူးပေါ့ဗျာသူ့လူတော်ကွေးစစ်သူ့လူတော်ကွေးမဟုတ်ဘူးပေါ့သူ့နှက်ချက်လေးထုတ်ပြီးတော့ခလေးရဲ့အဆုပ်ကိုသူကနားထောင်ကျွန်တော်ကနှက်ချက်မေ့ကြံခဲ့တယ်ဗျာပွင့်လင်းပြောရင်တော့ ညိုင်းမင်းအလောတကြီးထွက်လာတာဆိုတော့သူနားထောင်မဟိအောင်နဲ့ခလေးရဲ့အဆုတ်မှာနော်တဲ့ဟိအောင်နဲ့ကျွန်တော်ရွှီ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 မိရဗျာဒီအဆုတ်လေးပြုံနေရောင်တဲ့အတန်ပေါ့ပြီးရင် craps လို့ခေါ်တယ်အင်္ဂလိပ်လိုကတော့ကျွန်တော်အဆုတ်ထဲမှာချွဲတန်ရေတန်နေပေါ့ဗျာအဲ့ဒါကြီးကြားနေရတယ်အဲ့ဒီတန်ကြီးကြားနေရတယ်အဲ့နဲ့ကျွန်တော်ကဟုတ်လားပေးစမ်းမကွာဆိုမင်းနဲ့ချက်ပြီးပြီးခလေးကိုနားထောင်လိုက်တော့ပထမစတင်လိုက်တာနဲ့အဲ့အတန်ကြီးကကြားနေတယ်နမူနီယလက္ခဏာပေါ့ဗျာ နဲ့ကျွန်တော်ကအဲ့ကြတော့မှကျွန်တော်ချက်ကိုလीဘာလို့ဆိုတော့ဗျာကျွန်တော်ကကြတော့ယုံကြည်မှုနဲ့အလုပ်လုပ်တဲ့လူဗျာတေးလားချက်ကိုကျွန်တော်ညတော့အသေးချာမကြည့်မိဘူးဘာဖြစ်လို့လဲဆိုတော့အော်သူတို့ကိုယုံနေလीဆရာဝန်အချင်းချင်းလဲဂယူးဆိုင်လိမ့်မယ်လို့လဲထင်တယ်လीထင်တဲ့အခါကျတော့တော့ကမကြည့်မိဘူးချက်ကိုချက်ဆိုတော့လူနာမှတ်တမ်းဂရင်လူနာဂရင်ချေးမှာထားအဲ့လူနာမှတ်တမ်းကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာလုံးဝ shock ဗျာလူနာရဲ့အဆုတ်မှာတဲ့ဘာတမ်းမှမကြပါဘူးအားလုံးရှင်းပါတယ်ဆိုပြီးမှတ်တမ်းထည့်တာ ျွန်တော်တော်တော်ဒေါသထွက်တယ်ထင်လားဒါနားမထောင်လို့ဗျာတဲ့လားနားထောင်ရင်ဗျာသူတို့အထုကူတွေလေကျွန်တော်ပြောဆရာကြီးတွေဆရာကြီးတွေအထုကူကြီးတွေနားထောင်ရင်ကြားတယ်ကျွန်တော်တို့လို့ဗျာအထွေထွေယောဂကူဆရာဝန်တော်ကြားတယ်ကျွန်တော်ကြားတယ်သူမကြားဘူးဆိုတာကျွန်တော်ကသူ့ရဲ့ဆောင်းရမ်းတော်နေလို့မကြားတာမဟုတ်ကျွန်တော်ကကျွန်တော်သမီးဆိုတော့ဂရုစိုက်မှုအပြည့်ရှိတယ်လေသူ့တော့ကကျွန်တော်သမီးကဘာမဟုတ်ဘူးလေဘာမဟုတ်တော့နားမထောင်တာလုံးဝနားမထောင်တာလည်းဖြစ်နိုင်တယ် အဲ့မှာကျွန်တော်တော်တော်ပောက်ကွဲတာဗျာလုံးဝလမ်းဆိုင်လို့ခေါ်တဲ့အစုတ်ကအပန်တွေကလုံးဝထင်ရှားတယ်ပြတ်သားတယ်ဗျာနမိုနီယာမှလည်းကျွန်တော်သိနေပြီအဲ့နဲ့ကျွန်တော်ညီကတော့ပြောတယ်အထုကူကျွန်တော်တော့ရိုးသေးသေးပဲနော်စောက်ပြဒနာဘာမှမရှာခဲ့ဘူးရှာရင်ရှာလို့ရတယ်သိလားထားပါတော့အဲ့ဒါတွေထားပါဟိုအာနာဘာဝပြရတာတွေလည်းကျွန်တော်ဝါသနာမပါပါဘူး အဲ့နဲ့ကျွန်တော်ညီအစ်ကိုတပြောတယ်အမလမ်းဆိုင်နေကြားတယ်ကျွန်တော်တို့ကကို့အကြီးတွေဆိုအကိုတို့အမတို့ခေါ်တာဗျာသိလားဒါပေမဲ့အကြီးတွေလို့တာပြောတာပေါ့ဗျာကျွန်တော်တို့ batch ကျွန်တော်တို့ batch ကဟာကြီးပဲသိလားဒါပေမဲ့လေးစားတမှုနဲ့ပေါ့ဗျာအဲ့တော့အမရေအဲလူငါမလမ်းဆိုင်နေကြားနေတယ်ချာမဲ့ချက်ထဲမှာမှတ်တမ်းထဲမှာကြတော့လမ်းဆိုင်မကြားဘူးလို့ရေးထားတယ်ပေါ့နော် ဲ့ဒါကျွန်တော်ညီကို call လို့တယ်ဗျာဆရာဝန်အချင်းချင်းနော်အားရဲအဲ့ဒါလေးမင်းကမေးလို့ရတယ်တရားမှမပြောတာလေတရားမပြောတာဆိုတော့ဗျာကျွန်တော်မေးချင်တာလူနာချောင်းစိုးရင်အစုံနားထောင်အောင်မှာခင်ဗျားတို့ကအဲ့ဒါအဲ့ဒါကခင်ဗျားနားမလည်ဘူးလားဟင်သူတို့ဟိုလူနာကချောင်းစိုးပါလေလို့လူနာကပြောနေတာကိုလူနာရဲ့ lens လို့ခေါ်တဲ့အစုပ်တွေကိုနားထောင်အောင်မယ်ဆိုတာဒါဒီအသက်ပေါ့ဘူးလားဗျာခင်ဗျားအဲ့နဲ့ ကျွန်တော်ညီရတော့ပြေးရပြေးချောင်းပဲပေါ့ဗျာပြောပြီးတော့ပြန်လာပြန်လာပြီးတော့ခဏနေတော့ဟောက်စာချင်းတရားလုံးတင်ဆရာဝင်တရားဟောက်စာချင်းဆိုတော့ဗျာအခုမှအလုံးတင်ဆရာဝင်ပဲရှိသေးတယ်ဗျာနေလာဆောင်းကြီးအောင်းကြီးနဲ့လာပြီးတော့ချက်ကိုဗျာလာပြင်သွားတယ်လမ်းစားကိုကလီးရပါတော့ဘာမှအဆုတ်မှဒီကလေးရဲ့အဆုတ်ကကောင်းပါတယ်ဘာမှမကြားပါဘူးဆိုတဲ့နေရာနေပြီးတော့အဲကလေးကလေးအဆုတ်ပါပေါ့နော်ခုနကျွန်တော်ညီပြောတဲ့အပန်ကြားပါတယ်ဆိုတာလာပြင်သွား တောင်ကြီးအောင်ကြီးနေဗျာမဟုတ်ဘူးကျွန်တော်ပြောပြတာလေအဲ့တော့လေကျွန်တော်လည်းလက်မြောက်လိုက်တယ်ဒီမှာဆက်ထားရလို့တော့မဖြစ်တော့ဘူးအဲ့နဲ့ကျွန်တော်သူ့ကိုကျိုးတေးတေးလေးလေးစားစားပါပဲကျွန်တော်တို့သူများရိုက်မယ်မရိုက်မအောင်ကျွန်တော်စေးုံစင်းတော့မယ်ပေါ့နော်အာကျွန်တော်လက်မထိုးပြီးတော့စင်းလာခဲ့စင်းလာတော့ရည်ရတယ်ကျွန်တော်လူနာမှတ်တမ်းယူပါတယ်အောင်မေးလို့လေ တကယ်ဟိုကျွန်တော်တို့ဒီစိတ်ယုံမှာလူနာတွေကိုလိုက်နှိပ်ဆက်တဲ့ဒီအပြာဝစ်ထားတဲ့အလုတ်သမားတွေပေါ့ဗျာအဲ့မိမိုက်တယောက်ပြောတော့ပြတာနဲ့လိုက်လာတယ်လိုက်လာပြီးတော့လူနာတွေကိုဗျာနှိပ်ဆက်အော်ခွင့်ဆဲဆိုတဲ့အပွဲပေါ့ဒါမှမဟုတ်သူတို့အကြောင်းကတော့ကျွန်တော်တို့မပြောဘူးလေဘာလို့ဆိုကျွန်တော်တို့နဲ့မတန်ဘူးဘာမှမဆိုင်ဘူးအဲ့အဲ့မိမိုက်ရလိုက်လာပြီးတော့မှတ်တမ်းစာကိုယူသွားသေးလားတဲ့မှတ်တမ်းစာကိုမယူပါဘူးဗျာတို့ခင်ဗျားမှတ်တမ်းစာကိုမှခင်ဗျားတို့တာဝန်ကျဆရာဝန်အထူးကုစပွဲပေါ်မှာထားလိုက်ရဲ့အဲ့တော့လေကျွန်တော်ပြောချင်တာကလေ အခုဒီဗီဒီယိုတင်လိုက်ရတဲ့ယူရချက်ကဗျာဘာပြောချင်တာလဲဆိုတော့ကျွန်တော်မသိခဲ့လို့ဘာလို့ဆရာဝန်တွေကိုဒီလောက်လူတွေကခါသီးနေလဲခါတက်နေလဲဆိုတာကိုကျွန်တော်မသိခဲ့လို့ SSC စေယုံကျွန်တော်သွားလိုက်တယ်လေအဲ့ရပြန်စေးပြီးသွားလိုက်တော့ဟိုမှာ MIE ပေါမောက်ကတော်တော်အေးအေးသိမ့်နေပြရတယ်စိတ်ကိုချမ်းသာနေရောဗျာဒီမှာတက်မှရိုက်တယ်ကျွန်တော်ထင်တဲ့အတိုင်းပဲနမူနီယာတန်းပြရတယ်နမူနီယာစေးတွေပေးတယ်အခုကျွန်တော်ကလေးတက်တာနေပြီ အဲ့တော့ကျွန်တော်လူနာရီကိုပြောချင်တာလေကျွန်တော်ဒီဗီဒီယိုညီကုန်းချုပ်လိုက်မယ်နော်လူနာရီကိုပြောချင်တာလေမိတ်ဆွေတို့မှလုံးစရာတိတ်အများကြီးမရှိဒါလေးတွေများများရှင်ဟုတ်ဒါလေးများများရှာနော်အဲ့ဒါတစ်ချက်ပေါ့နေ့ချက်ကကြတော့ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ် ကျွန်တော်အဲ့ဆေးရုံကနေထွက်လာတဲ့အချိန်မှာကျွန်တော်ဆုံးမဲ့ချလိုက်တယ်။ငါသည်၎င်းငါမိသားစုဝင်သည်၎င်းနောက်နောက်မပွေမချင်းဘရောမပြည်သူဆေးရုံနေမသွားတော့ဘူး။အာတန်လေးတန်ချလိုက်။အဲ့တော့ဒီဗီဒီယိုလေးရဲ့ယူရချက်ကတော့ဒီလောက်ပဲ။ဘရောမလည်းပြဿနာရှာမှလည်းမဟုတ်ဘူး။ဘယ်ဟုံမလည်းအတိုင်တော်တွေထူမှလည်းမဟုတ်ဘူး။မင်းတို့ဆရာဝန်တွေကတပြားဆရာဝန်တွေ ဘောလာဘာဖြစ်တယ်ညာဖြစ်တယ်သိရမှာအောက်မှာလာဆဲတာအဲဒါဆဲတဲ့ခါကျရင်အော်ဒီလူတွေဝလုံးရှင်နဲ့တင်းကျုံပြီးရိုက်လေခြင်းပေါ့နော်စိတ်ကမကောင်းဖြစ်တာပေါ့လေကိုကတော့မက်ဒီကယ်ဖီအချင်းချင်းအဲ့မဲ့ဒီနေ့ကဆက်ပြီးလာဆဲလို့ရရတယ်ဗျအတော့ရတယ်ကိစ္စမရှိဘူးကျွန်တော်ကျွန်တော်အဲ့လိုဆဲလို့ကျွန်တော်နာမယ်လို့ခင်ဗျားမထင်နဲ့တော့ဘူးလားအားလေးပြောခြင်းကဲကျေးဇူးပဲ Hehehe